ဟိုတော့ကညောင်ကဆရာတော်ဥပုသ်စီကိုကိုယ်ဝင်လေးတစ်ပါးရောက်လာဆရာတော်ကြီးကသူလုံနေကြထုံးစံအတိုင်းပဲဘောစာကြီးကိုယ်ဝင်လေးကอืมအခုချင်းဖရာရှိရင်သိကောင်းပါပဲကြီးလိုက်ဆရာတော်ကကိုယ်ရင်ဖရာရှိရင်ဘာကောင်းတာတော့ဘာဖြစ်လို့တော့ညဇွာဘုရားကအာဃာနုကဝတ်တင်စား အဲ့ဒါအဝတိကယဟန်တွေအာဂဏုကဟုတ်ပြရအာဂဏုဟုတ်မပြောလို့ရှိရင်အာဂဏုယဟန်တွေလေရထာရခတ်တယ်အခုအဝတိကဟုတ်အာဂဏုကဟုတ်မကြည်လို့ဟိုအာဂဏုကဟုတ်ပြရမှာဟုတ်မပြုလို့ခတ်တယ်ပြန်ရမလားဆက်ပြီးနေရမလားဩကွင်တပြည့်တော်အာဂဏုကဝပြုပါတယ်ဗျာအရှင်မြတ်ပါကိစ္စနဲ့ကြွလာတော့ဒီနားမှာထိုင်မှာပြုပါတယ် အဲ့ဒါနောက်များနောက်ခါလည်းပဲတပည့်တော်မှာဝန်းင်းနဲ့မညီတာရှိရင်ဆုံးမပါရောင်းလန်းဆရာကြီးကကွင်းလေးကိုဖိတ်ကွင်းဘာဝိဇ္ဇာနဲ့ကြွာလာတာတုံးအရှင်ဘုရားကစာဒီပါဒီပြန်ရင်သဘောကျတယ်ဆိုတော့တပည့်တော်အဲ့ဒါဓမ္မဆက်ကြလာပြန်တာခိုင်ကောင်းပါပြီတပည့်တော်နားပါမယ်အရှင်ဘုရားအဲ့ဒါပူဇော်ပါဆိုပြီးတော့ဘုရားကရှင်မှာထိုင်ပြီးတော့ပူဇော်တယ်နောက်ကဆရာကြီးကပြေးရတယ်ရိုးသေးသေးနားတယ်နားပြီးတော့အဲ့ဒါအပြန်မှာသင်္ကန်းလှူလိုက်တယ် ောချင်တာကဘုရားရှင်ရဲ့အဆုံးအမနဲ့ပတ်သက်လို့ရှင်တောင်ကဆရာတော်တို့လိုရှေ့ရှေ့ချိုးဆရာတော်ကြီးတွေဟာကိုရင်ပေါ့စားကပြောတဲ့စကားပဲဖြစ်ဖြစ်အလေးနဲ့ထားတယ်လို့အလေးနဲ့ထားပြီးလိုက်နာကြတယ်ဒါအတူဆရာသူတော်ကောင်းတွေရဲ့လက်စက်တစ်ခုပဲပေါ့ဘုရားစကားတော်လေးမထားဘူးဆိုရင်တော့ကျန်တဲ့ပုဂ္ဂိုလ်ရဲ့စကားဒါဘာမှပြောစရာမလိုတော့ဘူး